MNDAA ထိန်းချုပ်ထားတဲ့မွန်ဂိုဒေတာမှာတငငယ်မတိမ်မှုလူသတ်မှုရိုင်းနှက်မှုကျွလွန်သူ9ဦးကိုထောင်တန်းနဲ့တည်တံတွေချမှတ်ခဲ့တယ်လို့ကိုကန့်သတင်းကွန်ရက်ရဲ့ဖော်ပြမှုအရသိရပါတယ်။အဆိုပါပြုမှုကျွလွန်သူတွေကိုပြည်တံချမှတ်ပွဲကိုနိုဝင်ဘာ17ရက်မှာမွန်ဂိုမြို့အမှတ်လီလမ်းမှာရှိတဲ့ဘောလုံးကွင်းမှာ အများပြည်သူရှေ့မှာပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါပြစ်ဒဏ်ချမှတ်ပွဲကို MNDAA ကအုပ်ချုပ်ရေးဆိုင်ရာအဖွဲ့ဝင်တွေ၊ကျောင်းသားကျောင်းသူတွေနဲ့ပြည်သူလူထုထောင်ထဲချီတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ပြမှုတွေမှာကုတ်ခဲမြို့နယ်မှာနေထိုင်တဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့စားတိပွားအသက်34နှစ်အရွယ်အမျိုးသားတအူးဟာအသက်6နှစ်အရွယ်ကလေးတအူးကိုမတိမ်းမှုကျွလွန်မှုနဲ့ထောင်ဒဏ်10နှစ်ချမှတ်ခံခဲ့ရတယ်လို့သိရပါဗျ။ဒါပြင်2025ခုနှစ်မလအတွင်းကလာရှိုးမြို့ရက်ွက်ငါမှာနေထိုင်တဲ့ဟိုပန်စားတိအသက်18နှစ်အရွယ်လူငယ်တအူးဟာ တခြားလူတအုပ်ကိုရန်ဖြစ်ခါရိုင်းနှက်ခဲ့ရာကနေတေဆုံးခဲ့မှုနဲ့ထောင်ဒဏ်14နှစ်မွန်ဂိုမာနေထိုင်တဲ့အသက်48နှစ်အရွယ်အမျိုးသားတအုပ်ဟာတခြားလူတအုပ်နဲ့စကားများကရိုင်းနှက်မှုဖြစ်ပွားပြီးလူတေဆုံးမှုနဲ့တေဒဏ်မွန်ဂိုမာနေထိုင်တဲ့အသက်43နှစ်အရွယ်အမျိုးသားတအုပ်ဟာတခြားသူတအုပ်ကိုဓာတ်နဲ့ထိုးသတ်မှုကြောင့်လူတေဆုံးမှုနဲ့တေဒဏ်မွန်ဂိုမာနေထိုင်ပြီးဟင်္ဒရဇာတိအသက်28နှစ်အရွယ်အမျိုးသားတအုပ်ကလူနှစ်ဦးကိုတပ်ဖြတ်ခဲ့မှုနဲ့တေတံတွေချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ အဲ့နောက် MDAA တရားစီရင်ရေးအရာရှိတွေဟာတည်နှံချောက်မဲ့ခံရသူ၃ကိုတည်နှံစီရင်ရာနေရာတွေကိုခေါ်ဆောင်သွားပြီးအဲ့လိုသွားရလမ်းတစ်လျှောက်မှာပြည်သူတွေကိုလှည့်လည်ပြသခဲ့တယ်လို့သိရပါဗျ။